ရှိနေကြတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မျက်စိမရဲ့ weekly spot အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့တပတ်အတွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းကြောင်းရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှုစားလိုက်ရအောင်ပါခင်ဗျာ Real Madrid နောက်ခံလူ Antonio Rudiger အနေနဲ့ပြောင်းလဲရမယ်သူကိုသူလဲတည်တယ်လို့ Germany သင်းရဲ့အားကစား director Rudi Völler က Copa del Rey Final ပွဲစဉ်မှာကစားသမားရဲ့အပြုအမူနဲ့ပတ်သက်ပြီးတင်းလာနေမှာပြောခဲ့ပါဗျာ ဂျာမနီဘိုးနောက်ခံလူရူရီကာဟာဒိုင်လူကြီးကိုပစ္စည်းတစ်ခုနဲ့ပစ်ပေါက်ခဲတာကြောင့်အထုံးမခံရခင်ဘာစီလိုနာကို3-2ဂိုးနဲ့ရှုံးနေခဲ့တဲ့တနင်္ဂနွေနေ့ကကလပ်စီကိုပွဲအချိန်ပိုမှာလူစားလဲခံခဲ့ရပါတယ်။ရီယယ်မက်ဒရစ်နောက်ခံလူအန်တိုနီယိုရူရီကာအနေနဲ့ပြောင်းလဲရမယ်သူ့ကိုယ်သူလဲသိတယ်လို့ဂျာမနီသင်းရဲ့အားကစားဒါရိုက်တာ ရူဒီဗော်လာကကိုပါဒယ်ရီဖိုင်နယ်ပွဲစဉ်မှာကစားသမားရဲ့အပြုအမူနဲ့ပတ်သက်ပြီးတိန်လာနေမှာပြောပါရယ်။ ဂျာမနီဘိုးနောက်ခံလူရူဒီဂါဟာဒိုင်လူကြီးရီကာဒိုဒီဘာကုစ်ပန်ကိုအက်ချီတာကိုပစ္စည်းတစ်ခုနဲ့ပစ်ပေါက်ခဲ့တာကြောင့်အထုတ်မခံရခင်ဘာစီလိုနာကို3-2ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့တနင်္ဂနွေနေ့ကလပ်စီကိုပွဲအချိန်ပိုမှာလူစားလဲခံခဲ့ရပါတယ်။အသက်32နှစ်အရွယ်ရူဒီဂါဟာအနီကပ်ပြသခံရချိန်မှာဒိုင်လူကြီးကိုထိတ်တိုက်ရင်ဆိုင်ဖို့ကြိုးစားနေတာကိုမက်ဒရစ်ကစားသမားတွေနဲ့ဝန်ထမ်းတွေကတားဆီးခဲ့ရပါတယ်။ အဲ့ဒီပွဲပြီးဆုံးချိန်မှာလည်းအသင်းပေါ်တွေဖြစ်တဲ့လူကက်ဘတ်စကွတ်နဲ့ဂျူးဘယ်လီဟန်တို့လည်းအထောက်ခံခဲ့ရပါတယ်။တိုနီဟာထိတ်တန်းဘောလုံးသမားတစ်ယောက်ဖြစ်သလိုစိတ်ခံစားမှုပြင်းထန်တဲ့သူ၊ကိုင်းထဲမှာဖိုက်တာတစ်ယောက်လည်းဖြစ်တဲ့သူအဲ့လိုပဲဆက်ရှိနေရပါမယ်လို့ဗော်လာက AFP ရဲ့ဌာနကွဲဂျာမန်သတင်းအေဂျင်စီ SID ကိုပြောခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ရမှာတော့သူနဲ့အသင်းပေါ်တချို့ဟာအသင်းပတ်ဝန်းကျင်က တင်းမာမှုအလွန်များတဲ့အငွေ့အသက်ရဲ့လွှမ်းမိုးတာခံလိုက်ရတယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။ဖိုင်နယ်ပွဲမှာတိုင်ခင်မှာဘန်ဂိုအက်ချီတာနဲ့ VR ဒိုင်လူကြီးပါပလိုဂွန်ဇာလက်ဖူယီတီစတိုဟာဒီယာဒီမာမက်ဒရစ်ရဲ့ကလပ်ပိုင်ရုပ်တံလိုင်းကပွဲတာဝန်ရှိသူတွေကိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးမကျေနပ်ကြောင်ပြောဆိုခဲ့ကြပါတယ်။ဒါမျိုးကမဖြစ်သင့်ပါဘူး။အထူးသဖြင့်ဂျာမနီလက်ရွေးစင်ကစားသမားတယောက်အတွက်ပေါ့။ သူတာကိုပြောင်းလိုက်ရမယ်သူ့လို့ရဲ့အတွက်လူသိရှင်ကြားတုံ့ပြန်ပြတတ်တယ်လို့သူကိုယ်တိုင်လည်းသိပါတယ်လို့ဂျာမနီသင်းနီးပြဟောင်းဖော်လာကပြောပါတယ်တနင်္ဂနွေနေ့မှာရူဒီကာကသူ့ရဲ့လောက်ရက်တွေအတွက်တောင်းပန်ခဲ့ပါတယ်မင်းညာကကျွန်တော်အပြုမှုအတွက်လုံးဝစင်ကြေပေးစရာရှိမနေပါဘူးအဲ့ဒါအတွက်ကျွန်တော်အရန်ဝမ်းနေမိတယ်လို့ရူဒီကာကလူမှုကွန်ရက်မှာပြောပါတယ် ဗော်လာကဂျာမနီလက်ရွေးစင်ဟာတရင်းတွေနေ့မှာကျွန်တော်နဲ့ဂျာမနီအသင်းကြီးပြဂျူလီယန်နာဂက်စမန်ကိုဆက်သွယ်ခဲ့တယ်လို့ဆိုပါရယ်။ကျွန်တော်တို့အဲ့ဒီအခြေအနေကို အချိန်အတော်ကြာဆွေးနွေးခဲ့ကြတယ်လို့ဗော်လာကပြောပါရယ်။ဂျာမနီဘောလုံးအဖွဲ့ချုပ် DFB အတွင်းမှာလည်းအပြန်အလှန်ဆွေးနွေးလာတယ်ရှိခဲ့တယ်လို့သူကဆိုပါရယ်။တခြားဂျာမနီလက်ရွေးစင်ဟောင်းတွေကလည်းဒေါသတကြီးဝေဖန်မှုတွေဒါမှမဟုတ်ထောက်ခံအားပေးမှုတွေကိုချက်ချင်းဆိုသလိုထုတ်ဖော်ပြောကြားခဲ့ကြပါဗျာ။ ဂျာမနီသင်းရဲ့ပွဲများဆုံးကစားထားတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားတဲ့အသင်းကောင်းဆောင်ဟောင်းလိုတာမက်တီးယပ်စ်ကအရေးယူဆောင်ရွက်ဖို့တောင်းဆိုခဲ့ပါတယ်။မက်ရှလာလုံးကချန်ပီယံလိပွဲမှာအတလက်တီကိုကိုပန်နတီအဆုံးဖြတ်မှာရူရီဂါဟာအနိုင်ကိုတွင်းပြီးတဲ့နောက်အောင်ပွဲခံရမှာလယ်လီဖြတ်တဲ့ပုံစံလက်ဟန်ပြခဲ့တာကြောင့်ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကတပွဲပယ်ပြစ်ဒဏ်ချမှတ်ထားပြီးသားဖြစ်တယ်လို့မက်တီးယပ်ကထောက်ပြခဲ့ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်စီးမင်းနေရရူဒီဂါဟာ၄ဘွဲကနေ၁၂ဘွဲအထိပွဲပယ်ခံရနိုင်ပေမဲ့ဂျာမန်ဘောလုံးအဖွဲ့ချုပ် DFB အနေနဲ့တော့သူ့ကိုအရေးယူမှာမဟုတ်ဘူးလို့ SID ကဆိုပါတယ်။လီဗာပူးအသင်းဟာ2024-2025ရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတဲ့နောက်မန်ချက်စတာယူနိုက်တက်ရဲ့အင်္ဂလိပ်အမှတ်ပေးလိဂ်ကလာအချိန်20ဆန်ချိန်နဲ့တူညီသွားခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီမဟာပြိုင်ဘက်နှစ်သင်းဟာအင်္ဂလိပ်ဘောလုံးလောကမှာအင်အားအကြီးဆုံးနဲ့လွှမ်းမိုးနိုင်ဆုံးအသင်းတွေဖြစ်ရပ်တည်နေပါဗျ။အာဆင်နယ်က73ချိန်နဲ့ဒီစင်းမှာတတိယအများဆုံးဖြစ်ပြီး သူ့နောက်မှာတော့မန်ချက်စတာစီးတီးက10ချိန်ရရှိထားပါဗျ။လီဗာပူးအသင်းဟာ2024-2025ရာသီပရီးမီးယားလိချန်ပီယံဖြစ်လာတဲ့နောက်မန်ချက်စတာယူနိုက်တက်ရဲ့အင်္ဂလိပ်အမှတ်ပေးလီဖလာအချိန်20ဆန်ချိန်နဲ့တူညီသွားခဲ့ပြီဖြစ်ပါဗျ။ အဲ့ဒီမဟာပြိုင်ဘက်နှစ်သင်းဟာအင်္ဂလိပ်ဘောလုံးလောကမှာအင်အားအကြီးဆုံးနဲ့အလွန်မိုးနိုင်ဆုံးအသင်းတွေဖြစ်ရပ်တည်နေပါတယ်။အာဆင်နယ်က73ချိန်နဲ့ဒီစင်းမှာတတိယအများဆုံးဖြစ်ပြီးသူ့နောက်မှာတော့မန်ချက်စတာစီးတီးက10ချိန်ရထားပါတယ်။ထိပ်တန်းလိဂ်ဖလားကို1989ခုနှစ်မှာနောက်ဆုံးစုခူးခဲ့တဲ့ Everton အသင်းက6ချိန်ရရှိထားပြီးသူတို့ဟာ1995 FA ဖလားနောက်ပိုင်းအဓိကဖလားမရရှိတော့တာဖြစ်ပါလေ ပရီးမီးယားလီဂ်ဟာ1992ခုနှစ်မှာစတင်ခဲ့ပြီးကမ္ဘာလူကြိုက်အများဆုံးဘောလုံးလိဂ်တစ်ခုဖြစ်လာခဲ့ပါတယ်။ကနဝင်မန်နေဂျာဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်အောက်မှာပရီးမီးယားလီဂ်ရဲ့ပထမနှစ်20အတွင်း73ချိန်ထိချန်ပီယံဖြစ်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်ကလိဂ်ကိုလွှမ်းမိုးထားခဲ့ပါတယ်။အဲ့လိုဘယ်တော့မှမရှိဘူးသေးတဲ့အောင်မြင်မှုတွေကြောင့် United ဟာအရင်ကလစ်ဗာပူးရဲ့အင်္ဂလိပ်ချန်ပီယံ16ကြိမ်စံချိန်ကိုကျော်တက်သွားခဲ့ပါဗျ။ ဒါပေမဲ့ဖာဂူဆန်ဟာသူ့ရဲ့နောက်ဆုံးရာသီ2013မှာဖလားကင်မြောက်ခဲ့တဲ့နောက်ပိုင်း United တို့ချန်ပီယံမဖြစ်တော့ပါဘူး။လီဗာပူးဟာနှစ်30ကြာစောင့်ဆိုင်းခဲ့ရတဲ့ချန်ပီယံဆုကို2020မှာရရှိခဲ့ပြီးသူတို့အတွက်ပရီးမီးယားလိခ်ရဲ့ပထမဆုံးလည်းဖြစ်ပါတယ်။အခုတော့နောက်တစ်ချိန်ရယူလိုက်နိုင်တာကြောင့် United ရဲ့စုစုပေါင်းလိဖလားစုကူမှုအချိန်20နဲ့တူညီသွားခဲ့ပါပြီ။ အဘူဒါဘီရဲ့ထောက်ပံ့မှုရထားတဲ့ City ဟာပရီးမီးယားလိဖလား၈ကြိမ်ရရှိထားပြီးပက်ဂွာဒီယိုလာရဲ့လက်အောက်မှာ9နှစ်အတွင်း6ကြိမ်နဲ့အရင်ကမရှိဘူးတဲ့၄ကြိမ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ပါတယ်။ရုရှားတထေရိုမန်အီဗရာမိုဗစ်ပိုင်ဆိုင်မှုအောက်ကချယ်ဆီက9ကြိမ်ရရှိထားပါတယ်။သုံးနှစ်ဆက်တိုက်ဒုတိယနေရာနဲ့ရာသီပိတ်သိမ်းရတဲ့အာဆင်နယ်ကပရီးမီးယားလိဖလား၃ကြိမ်စုခူးထားပါတယ်။ ာဆင်နယ်တင်ပရီးမီးယားလိမှာဒုတိယကို6ချိန်နဲ့အများဆုံးဖြစ်လာပွဲရှိပါတယ်။ယူနိုက်တက်ကတော့ဒုတိယ9ချိန်နဲ့ဒုတိယအများဆုံးအသင်းဖြစ်ပါတယ်။ဘလက်ဘန်နဲ့လက်စတာအသင်းတို့ကလည်းပရီးမီးယားလိဖလားကိုတချိန်စီရရှိထားကြပါတယ်။အင်တာမိုင်ယာမီဟာတနင်္ဂနွေနေ့က FC ဒါလက်ကို6-3ဂိုးနဲ့အားအသင့်ပွဲရှုံးနိမ့်ခဲ့ပြီးတဲ့နောက်သူတို့ဟာဒီယာဒီရဲ့ပထမဆုံး Major League ရှုံးပွဲကို တွေ့သွားခဲ့ပါတယ်။ မိုင်ယာမီက3-2ဂိုးတကိုးနဲ့ဦးဆောင်ရာကနေနောက်ကျဂိုးတွေခွင့်ပြုလိုက်ရတာကြောင့်အခုလိုအရေးနင်းခဲ့ရတာပါလီယိုနယ်မက်ဆီဟာချစ်စ်ကွင်းမှာကစားခဲ့တဲ့ဒီပွဲမှာ လူးဝစ်ဆွာရက်ဂျော်ဒီအယ်ဘာဆာဂျီယိုဘက်စကွတ်တို့နဲ့အတူပါဝင်ကစားခဲ့ခြင်းမရှိပါဘူးအင်တာမိုင်ယာမီဟာတနင်္ဂနွေနေ့က FC ဒါလက်ကို၄ဂိုး3ဂိုးနဲ့အားအသင့်ပွဲရှုံးနိမ့်ခဲ့ပြီးတဲ့နောက်သူတို့ဟာဒီယာတီရဲ့ပထမဆုံးမေဂျာလိရှုံးပွဲကို တွေ့သွားခဲ့ပါတယ် ိုင်ယာမီက3ဂိုး2ဂိုးနဲ့ဥဆောင်ရာကနေနောက်ကျဂိုးတွေခွင့်ပြုလိုက်ရတာကြောင့်အခုလိုအရေးနိုင်ခဲ့ရတာပါလီယိုနယ်မက်ဆီဟာချစ်စ်ကွင်းမှာကစားခဲ့တဲ့ဒီပွဲမှာလူဝစ်ဆွာရက်ဂျော်ဒီအယ်ဘာနဲ့ဆာဂျီယိုဘက်စကွတ်တို့နဲ့အတူ ပါဝင် ကစားခဲ့တာမရှိပါဘူး ပထမကြော့မှာဗန်ကူးမား white cup ကိုနှစ်ဂိုးဂိုးမရှိနဲ့ရှုံးထားတဲ့အတွက်မိုင်ယာမီနီးပြမာရှီယာနိုဟာလူစင်းမှာအပြောင်းလဲများစွာပြုလုပ်ခဲ့ပြီးဒီစီစဉ်ဟာ၃ဂိုး၃ဂိုးနဲ့သူ့အသင်းဦးဆောင်မှုကပွဲချိန်25မိနစ်ကျန်ချိန်ထိအလုပ်ဖြစ်ပုံရပါတယ်။အင်တာမိုင်ယာမီအတွက်ဂိုးတွေကိုဖာဖာပီကော့အဲလန်အိုဘန်ဒိုနဲ့ဒေးဗစ်မာတီနက်တို့ကတွင်းယူပေးခဲ့တာပါ။ ဒါပေမဲ့စိတ်ပိုင်းဖြတ်ထားတဲ့ Dallas အသင်းဟာနောက်ဆုံး25မိနစ်အတွင်း3ဂိုးတွင်ပြီးပြန်လာနိုင်ခဲ့သလိုမေဂျာလိမှာရှုံးပွဲမရှိတဲ့တသင်းတော်အသင်းဆိုတဲ့မိုင်ယာမီရဲ့ယက်တီမှုကိုလည်းအဆုံးသတ်ပေးခဲ့ပါတယ်။ Inter Miami အသင်းဟာ Eastern Conference မှာအဆင့်9မှာရှိနေပေမဲ့ပြိုင်ဘက်တွေထပ်တော့တပွဲရော့ကစားထားပါတယ်။ ဆက်တဲ့အတင်းဟာစနေနေ့ကဒန်ဒီယူနိုက်တက်ကို9ဂိုးပြတ်နဲ့6ပြတ်အနိုင်ရရှိခဲ့တဲ့နောက်၄ချိန်ဆက်တိုက်စကော့တလန်ပရီးမီးယားရှစ်ချန်ပီယံဖလားကိုခန်းနာထဲဝါစွာနဲ့စွခူးနိုင်ခဲ့ပါတယ်။ Ryan Strain ရဲ့ကိုကိုကိုတွင်းယူမှုကဆက်တက်ကိုနောက်ဆုံး14ရာသီအတွင်း73ချိန်မြောက်စကော့တလန်ချန်ပီယံဖြစ်စေမဲ့လမ်းကြောင်းပေါ်ရောက်ရှိစေခဲ့ပြီးတဲ့နောက် Nicholas Kone နဲ့ Adam Eder တို့နှစ်ဦးစလုံးက2ဂိုးစီတွင်းယူခဲ့ပါတယ်။ ဇက်တဲ့အသင်းဟာစနေနေ့မှာဒန်ဒီယူနိုက်တက်ကို9ဂိုးပြတ်နဲ့9ပြတ်အနိုင်ရရှိခဲ့တဲ့နောက်၄ချိန်ဇက်တိုက်စကော့တလန်ပရီးမီးယားရှစ်ချန်ပီယံဖလားကိုခန်းနာထဲဝါစွာနဲ့ဆွခုနိုင်ခဲ့ပါတယ်။ Ryan Strain ရဲ့ကိုကိုကိုတွင်းယူမှုက Celtic ကိုနောက်ဆုံး14ရာသီအတွင်း73ချိန်မြောက် Scotland Champion ဖြစ်စေမဲ့လမ်းကြောင်းပေါ်ရောက်ရှိစေခဲ့ပြီးတဲ့နောက် Nicolas Kun နဲ့ Adan Igaro နှစ်ဦးစလုံးကနှစ်ဂိုးစီတွင်းယူခဲ့ပါတယ်။ စက်တဲ့အတွက်လေးပွဲကြံရှိနေချိန်မှာချန်ပီယံတို့ဟာဒုတိယနေရာက Rangers အသင်းကို16မှတ်အသာနဲ့ဦးဆောင်နေပါဗျ။ Rangers မှာတော့၅ပွဲကစားဖို့ကြံရှိနေပါသေးတယ်။ Glasgow Club ဟာနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ပြည်တွင်းဖလား26လုံးတွေက21လုံးကိုရရှိထားပြီး Brandon Rodgers ရဲ့အသင်းဟာ Scotland မှာအင်အားအကြီးဆုံးဖြစ်ဆက်လက်ရပ်တည်နေပါဗျ။ ရီယယ်မက်ဒရစ်နီးပြကားလို့အန်ဆန်လော့တီဟာဇွန်လမှာကစားမဲ့2026ကမ္ဘာဖလားခြေစစ်ပွဲမတိုင်ခင်ဘရာဇီအသင်းနီးပြရာထူးရယူဖို့အတွက်နောက်ထပ်ဆွေးနွေးမှုတွေပြုလုပ်ဖို့စီစဉ်နေပါတယ်။အသက်65နှစ်အီတလီသားနီးပြကြီးဟာဘရာဇီဘောလုံးအဖွဲ့ချုပ် CBF ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ ရီယယ်မက်ဒရစ်နီးပြကားလိုအန်ဆယ်လော့တီဟာဇွန်လမှာကစားမဲ့2026ကမ္ဘာဖလားချေစစ်ပွဲမတိုင်ခင်ဘရာဇီးအသင်းနီးပြရာထူးရယူဖို့အတွက်နောက်ထပ်ဆွေးနွေးမှုတွေပြုလုပ်ဖို့စီစဉ်နေပါတယ်။အသက်65နှစ်အရွယ်အီတလီသားနီးပြကြီးဟာဘရာဇီးဘောလုံးအဖွဲ့ချုပ် CBF ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံမှဖြစ်ပါတယ်။ စနေနေ့ကဆီဗီးစ်မှာဘာစီလိုနာကိုကိုပါဒယ်ရီဖိုင်နယ်မှာရီယယ်အသင်းရှုံးနေပြီးအန်ဆယ်လော့တီကမိမိရဲ့အနာဂတ်အကြောင်းကိုဒီနေ့မှမဟုတ်ဘဲလာမယ့်ရက်သက်သက်တွေမှာဆွေးနွေးရမယ့်ခေါင်းစဉ်တစ်ခုလို့ဆိုခဲ့ပါဗျ။ဒါပေမဲ့ CBF ကိုယ်စားလှယ်ဖြစ်ဆောင်ရွက်နေတဲ့ဘရာဇီးစီးပွားရေးလုပ်ငန်းရှင် Diego Fernandez ဟာပွဲထဲရောက်ရှိနေတာကိုတွေ့မြင်ခဲ့ရပါဗျ။ ဖာနန်ဒက်စ်ရဲ့နောက်ဆုံးဥရောပခီးစဉ်ကစပိန်ပြည်တွင်းလိဂ်ပြာသည်ပြီးဆုံးလာတဲ့တပြိုင်နက်အန်ဆယ်လော့တီကိုဘရာဇီးနီးပြားရာထူးချက်ချင်းလက်ခံဖို့ဆွဲဆောင်ရမယ်အစီအစဉ်တစ်ခုဖြစ်တယ်လို့သိရပါတယ်။ဆိုလိုတာကအန်ဆယ်လော့တီဟာဒီနေရာသည်အမေရိကန်ကကလပ်ကပဖလားမတိုင်ခင်ရီယယ်အသင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်။ ီးခဲ့တဲ့လကဘူနိုအေရစ်မှာအစင်လာပြိုင်ဘက်အာဂျင်တီးနားကို၄ဂိုးတကူနဲ့ဂိုးပြတ်ရှုံးနေခဲ့ပြီးတဲ့နောက်ယာဒူးကထုတ်ပယ်ခံခဲ့ရတဲ့ဒိုရီဗက်ဂျူနီယာနေရာအစားထိုးဖို့အန်ဆယ်လော့တီကိုနံပါတ်၁ဦးစားပေးရွေးချယ်မှုအဖြစ် CBF ကသတ်မှတ်ထားပါတယ်။ဘရာဇီးအသင်းဟာတောင်အမေရိကဆုံကမ္ဘာဖလားခြေစစ်ပွဲစရာရဲ့အဆင့်လေးမှာရပ်တည်နေပါတယ်။ လာမယ့်နှစ်မှာ အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုတို့ပူးတွဲကျင်းပမယ့်အသင်း၄၈အသင်းပါပြိုင်ပွဲအတွက်ခြေစစ်ပွဲမအောင်ပါကိုစိုးရိမ်စရာမရှိပေမဲ့အန်ဆယ်လော့တီဟာဘရာဇီးအသင်းကို ပြိုင်ပွဲမှာအောင်ပွဲရယူဖို့အကောင်းဆုံးအခွင့်အရေးပေးလိမ့်မယ်လို့ CBF ကယုံကြည်နေပါတယ်။ CBF ဟာပြီးခဲ့တဲ့ຫນွေတုန်းကလည်းကိုပါအမေရိကဖလားအတွက်အန်ဆယ်လော့တီကိုခတ်အပ်လိုခဲ့ပေမဲ့သူတို့ရဲ့ကြိုးပမ်းမှုမအောင်မြင်ခဲ့ပါဘူး။ အန်ဆယ်လော့တီဟာရီယဲမှာနှစ်ကြိမ်တာဝန်ယူစေရင်တွင်လာလီဂါဖလားနှစ်ကြိမ်နဲ့ချန်ပီယံလိဖလားသုံးကြိမ်ရရှိခဲ့ပြီးပြီးခဲ့တဲ့ရာသီကဒီစုဖလားနှလုံးစလုံးကိုစုခုခဲ့ပါဗယ်။ဒါပေမဲ့သူ့အသင်းဟာလာလီဂါ၅ဘွဲ့သာကျန်တော့ချိန်မှာအမှတ်ပေးစရာဦးဆောင်နေတဲ့ဘာစီလိုနာနောက်၄မှတ်အကွာမှာရှိနေပြီး ချန်ပီယံလိကွာတာဖိုင်နယ်မှာလည်းအာဆင်နယ်ကိုနှစ်ကြော့ပေါင်း၅ဂိုးတကူနဲ့အရင်နိုင်ခဲ့ပါဗယ်။ လေဘာကူစင်နီးပြစားပြီးအလွန်ဆိုဟာဘာနေမျိုးမှာအန်ဆယ်လော့ဒီနေရာအစားဝင်ဖို့ရေပန်းအစားဆုံးနီးပြလောင်းဖြစ်တယ်လို့သတင်းတွေထွက်နေပါဗျ။မြစည်းမားရဲ့ weekly sport အစည်းအဝေးကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်။ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ။